ချန်ပီယံဖြစ်ပြီးနောက်ဂျော့ရှွာဗန်ရင်ဆိုင်ရမယ်စိန်ခေါ်မှုများအားလုံးမင်္ဂလာပါ CDN Center from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့နောက်ဆုံးရဂျော့ရှွာဗန်ရဲ့အတိတ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ Las Vegas T-Mobile Arena ကွင်းမှာကျင်းပခဲ့ UFC 323မှာမြန်မာပြည်ပွားတက်ဆက်အခြေဆိုင် Geoff Van Der Flyweight Champion ဖြစ်လာခဲ့ပါတယ် တက်တော်ရှိချန်ပီယံဘရာဇီးကစားသမားပန်ဒိုဂျာကိုနန်းချခဲ့ရတာဖြစ်ပြီးပထမအကြိမ်26စက္ကန့်နဲ့ပဲပွဲအဖြေပေါ်ခဲ့တယ်လို့ပွဲပြီးနောက်လည်းအငင်းပွားစရာတွေဆက်ရှိနေခဲ့တာပါဗန်ဟာအခုဆိုရင် UFC သမိုင်းကြောင်းတစ်လျှောက် Second Youngest UFC Champion ဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့2021မှာ Pro ဖြစ်စတင်ကစားခဲ့ပြီး16ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်ပွဲကတော့ထင်သားသလိုမဖြစ်ခဲ့သည့်အတိုင်း Champion Van ကတော့ Bandoja နဲ့ rematch ကစားဖို့အသင့်ရှိနေကြောင်းနဲ့ UFC ကတည်ပင်းဘယ်သူနဲ့မဆိုထိုးတက်သွားဖို့ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲတွေမှာထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ဝေဖန်မှုတွေနဲ့စကားအစ်မေးမှုတွေအားလုံးကိုတော့ Van der Yar ပါပါနဲ့နဲ့နဲ့ပဲတုံ့ပြန်ထားတာတွေ့ရပါတယ်။ UFC 323က Joshua Van ရဲ့နိုင်ပွဲကိုသေးသေးဝင်ကြည့်အောင်ပါ။ဒီ323မတိုင်ခင်အထိ Josh Van ရဲ့နာမည်ကတက်ခိုက်ရေးပရိသတ်တွေကြားမှာဟိုးလေးတကြောကြောဖြစ်မနေခဲ့တာတော့အမှန်ပါ။ flyweight dan လည်းဖြစ်တယ်လို့ပြိတက်အများစုကလည်းပန်တိုဂျာပဲ champion ကပတ်ကိုထိမ့်သိမ်းသွားမယ်လို့ယူဆခဲ့ကြပါတယ်။သို့တော့ပြိုင်ပွဲပြီးမှာတော့ Josh Van ရဲ့နာမည်ကတိုက်ခိုက်ပြိတက်ရဲ့အချာဆွေးနွေးစရာတခုအပြည့်ကြံရေးခဲ့တာပါ။ ကိုမင်းအဗန့်မှာအဖြစ်အပျက်တွေကမြန်ဆန်ခဲ့ပြီးတက်ခိုက်ရေးရဲ့မတူညီတဲ့ရာသာကိုခံစားခဲ့ရပါတယ်။ကိုမင်းအဗန့်မှာတော့အဖြစ်အပျက်တွေကမြန်ဆန်ခဲ့ပြီးတက်ခိုက်ရေးရဲ့မတူညီတဲ့ရာသာကိုခံစားခဲ့ရပါတယ်။အထူးသဖြင့်ချန်ပီယံရှစ်ပွဲလည်းဖြစ်တော့ပရိသတ်တွေဘက်ကလည်းမျောလင်းခဲ့ကြပြီးဝေဖန်တန်တွေလည်းဆူညံသွားတာကပြဿနာတော့မဟုတ်ပါဘူး။ဗန်ရဲ့နိုင်ပွဲကတော့တမိုင်းဝင်ဖြစ်သွားခဲ့ပါပြီ။ဒီပွဲနဲ့အတူလည်းဗန်ရဲ့ချော်ချားမှုကတော့ဟုန်တိုးတက်လာနေတာကိုပရိသတ်တယောက်အနေနဲ့မြင်တွေ့နေရပါတယ်။ ဗန်ရဲ့ကစားသမားဘဝဖျက်တမ်းမှုကအင်မတန်မှကိုမြန်ဆန်လွန်းနေပြီး2021ကမှ Pro Fight တွေစကစားခဲ့တဲ့ကစားသမားက UFC Champion 2025မှာဖြစ်တယ်ဆိုတာမျိုးကအိမ်မက်ဆန်နေပါတယ်။ဒါ့အပြင်2009ခုနှစ်ဘဝတွေလည်းကပထမဆုံး Champion ဆိုတော့ MMA ရဲ့စာမျက်နှာတစ်တခုကိုလည်းဦးဆောင်သူဖြစ်လာပါတယ်။ Joshua Van Champion ဖြစ်သွားတဲ့ Jane Quinn ကတက်ဆူရိုတိုင်းရာအကြီးကျယ်စိတ်ပြတ်သွားတာကိုလည်းမြင်တွေ့ခဲ့ရတာပါ။အာရှတိုက်ကနေချိုးနိုင်တဲ့များမှတ်တမ်းတွေအားလုံးကို Van တယောက်သူ့အရင်အားလုံးချိုးဖြတ်သွားတာကြောင့်တိုင်ရာအနေနဲ့အတော်လေးကောင်းစားသွားပုံရပါတယ်။ ်လက်ရှိမှာတော့ Van ရဲ့16ပွဲနဲ့မှတ်တမ်းတဲ့မှာ Brandon Robert Bruno Silva, Cody Darden တို့လိုထိပ်တန်းစဉ် fighter တွေပါဝင်နေတာကြောင့်လည်း champion ဖြစ်ဖို့လွယ်လွယ်နဲ့ရောက်လာတာမဟုတ်မှန်းတော့သိကြပါရစေ။လက်ရှိ Flyweight Champion Joshua Van နဲ့ခပတ်လူဖို့ကောလာဟလာတွေထွက်နေတဲ့ Tetsuro Taimura တောင် Brandon Rivera ကိုအမှတ်နဲ့ကက်ရှုံးထားတာပါ။သို့တော့နောက်ဆုံးပွဲမှာ Brandon Moreno ကို TKO နဲ့ပွဲသိမ်းထားတာကတော့မိုက်ပါတယ်။2000ဘွားကစားသမား2ယောက်ခေါင်းကစားသမားကြီး2ယောက်ကိုဇက်တိုက်ပွဲသိမ်းသွားတာကိုမြင်တွေ့ခဲ့ရတာပါ။ ပွဲပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလည်းဝေဖန်သူတွေကိုဘန်ကအခုလိုထုတ်ပေါ်ပြောဆိုသွားပါတယ်။ကောင်းတာလို့လည်းဝေဖန်တဲ့သူကဝေဖန်မှာပဲမကောင်းတာလို့လည်းဝေဖန်တဲ့သူကဝေဖန်အောင်မှာပဲဆိုတော့ကိုပြောတာကိုလှုပ်ဖို့လိုပါတယ်။အဆုံးမှာကျွန်တော်အနိုင်ရသွားပါတယ်။တခြားသူတွေဘလို့ထင်လဲကအေးမကြီးပါဘူးလို့ဘန်ကထုတ်ပေါ်ပြောဆိုသွားပါတယ်။ဗန်ပြောသားပုံကတော်လေးကိုရှင်းပါတယ်။နားရဲကိုဖီတာမခံပဲတဲတိုးကြီးဝင်သွားတဲ့အတွက်နားမခံတာတဲ့သူတွေလည်းရှိပါလိမ့်မယ်။ဒီပုံမှန် inspire ဖြစ်သွားတဲ့ပြည်သက်အမြောင်များကိုလည်းတွေ့လိုက်ရပါတယ်။ ဂျောရှွာဗန်အတွက်နောက်ထပ်စိန်ခေါ်မှုပါလဲ rematch လားပြိုင်ဘက်အစ်စ်လား UFC 323ကတော့စောင့်ကြည့်သူတွေကိုပြတ်သားတဲ့အဖြစ်အမေးခွန်းတွေနဲ့သာထားရခဲ့ပါတယ် MMA fighting MMA junkie report တွေအရလည်းအနိုင်ရသွားတဲ့ဗန်ကိုယ်တိုင်သူ့နိုင်ပွဲပေါ်တော့အပြည့်အဝကျင်းနှမှုမရှိကြောင်းတင်ဆက်ခဲ့ကြပါတယ်ပန်လူကြတယောက်ဒန်ယာကပြန်တက်တာလာတာနဲ့သူနဲ့ rematch ပြန်ကစားခြင်းကြောင့်ဗန်ဘက်ကလည်းဖွင့်ရထားပါတယ်တဖက်မှာလည်း UFC CEO Dana White ကလည်းချမ်ပီယံဟောင်းရဲ့လက်မောင်းအစ်စ်နေရာလွဲသွားတဲ့ကိစ္စကအပြည့်အဝပြန်ကောင်းဖို့အချိန်ကြာမှဖြစ်ကြောင်း သတင်းသမားတွေကိုအသိပေးထားပါတယ်ဒီအနေထားမှာ UFC ဘက်ကနောက်ထပ်ကျယ်ဝင်းတစ်ပွင့်ကိုရှာဖွေသွားမှာတော့သိကြနေပါတယ်လက်ရှိမှာတော့ဂျပန်သားတက်ဆူရိုတိုင်နာတယောက်ရှိပါတယ်ဒါအပြင်ဒီဇင်ဘာ14မှာ UFC Fight Night ကျင်းပသွားဖို့ရှိနေသေးတာပါဒါကဒါကလက်ရှိ2025ရဲ့နောက်ဆုံးပွဲလေဖြစ်ပါတယ်ဒီပွဲမှာကောင်းပွဲအဖြစ် Brandon Rivera နဲ့ Manny Cape တို့ကစားဖို့ရှိနေပြီးတယောက်ယောက်က performance ကောင်းပြနိုင်ဒီနှစ်ယောက်တည်းကတယောက်နဲ့လည်း Van နဲ့ပွဲဖြစ်သွားနိုင်ပါတယ် Van Lo Strike ကမြို့ချန်ပီယံဖြစ်တာကို UFC ကကြိုက်ပါတယ် ဒါကိုရှေ့မှာလေးရှောင်းဦးမဲလေးတို့လိုချန်ပီယံဟောင်းနေတဲ့တာဂါမျိုးကိုကြည့်ရင်သိနိုင်ပါတယ်အဓိကကဗန်ကိုတဲပြီးပွဲကောင်းနှစ်ပွဲသုံးပွဲလောက်ဖန်တီးလိုက်လို့ကရနေတာပါဥပမာ Brandon Raven နဲ့ငါးချီပွဲတာကစားလိုက်ရရင်ပရိသတ်တွေဘလောက်ထိကြိုက်မလဲတွေးကြည့်လို့ရပါတယ်ဒါအပြင်မနေခိတ်နဲ့ဆိုရင်လည်းယူကျင်စရာပါဆိုတော့ဒီဇင်ဘာ14ရက် Flying Weight ထိုက်တဲ့ Fight အတွက်အတော်လေးအရေးပါနေပါတယ်ဗန်ဘက်ကတော့ Japan Fighter Tetsuro Taira ရဲ့ဆွမ်းဆောင်ရည်ကိုလည်းချီးကျူးသွားတယ်လို့အဆုံးမှာတော့ကိုက Fighter ဖြစ်နေတဲ့အတွက် UFC ဘက်ကတဲပြီးတဲ့ဘယ်သူနဲ့မဆိုထိုးသက်သွားမယ်လို့ဆိုပါတယ် ဒါအပြင်ဟူစတန်ထက်ဆက်လက်ရှိသူနေထိုင်ရာမြို့မှာကစားဝင်ရရင်တော့အကောင်းဆုံးပဲလို့သူဆန္ဒကိုဖွင့်ဟထားတာပါဖန်ရဲ့ချန်ပီယံခရီးလမ်းနဲ့တူလူစိတ်ဝင်စားမှုပိုမြင့်လာတဲ့ Flyweight Division ဖန် Flyweight တန်းကိုရင်ကုန်စိတ်လှုပ်ရှားစရာတွေတည်ဆောင်လာတယ်ဆိုရင်လည်းမမားပါဘူးအရင်ကလူစိတ်ဝင်စားမှုနည်းတဲ့ weight တန်းကလှုပ်လှုပ်ရှားရှားဖြစ်လာတာပါ Brandon Roven နဲ့ဘွဲက Fire of the Year စကားနဲ့စီးရင်နဲ့ဝင်လာဖို့အထိရေပန်းစားနေတာနောက် Fire of the Month ရခဲ့တာတွေကတက်သေးပါ ဒါအပြင်တက်တော်ရှိချန်ပီယံဘန်လူရောက်ကိုဖြုတ်ချလိုက်တဲ့အတွက်လဲ flyweight တန်းရဲ့သွားနေတဲ့လမ်းကြောင်းတွေဟာတော်လေးမှန်းဆရာခတ်သွားပါတယ်။ UFC ဘက်ကတွဲလို့ရတဲ့တွဲဆိုင်တွေအများကြီးပွင့်သွားတာပါ။ Tetsuro Taira အပြင် Brandon Moreno, Horiguchi တို့လိုကစားသမားဟောင်းကြီးတွေဒီပွဲတွေကစိတ်လှုပ်ရှားစရာဖြစ်လာပါတယ်။ Joshua Van ကတော့ UFC ကိုစရောက်ကလေးက Underdog ကနေရုပ်ကြီးချန်ပီယံဖြစ်လာပြီးချန်ပီယံတယောက်အနေနဲ့လဲတက်သေးပြစရာတွေအများကြီးစောင့်ကြိုနေပါတယ်။နောက်တစ်ချက်ကတော့24နှစ်အရွယ်လူငယ်ဖိုက်တာတယောက်အတွက်ကြုံတွေ့လာတဲ့စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေပါ။ လက်ရှိမှာ UFC ရဲ့ဒုတိယမြောက်အသက်ငယ်ဆုံးဖိုက်တာဖြစ်လာတာနဲ့အတူသူ့ရှေ့က Jon Jones နဲ့နိုင်ရှင်မှုတွေရှိလာပါတယ်။တစ်ဖက်မှာ Champion ကပတ်ကိုသူ့အနေနဲ့ဘလောက်အချိန်ကြာကြာထိန်းထားနိုင်မလဲကလည်းစိတ်ဝင်စားစရာပါ။တပွဲနှစ်ပွဲအတွင်းကပတ်ပြန်ပြုတ်မယ်လို့ယုံကြည်နေကြတဲ့ပရိသတ်တွေကပိုများမယ်ဆိုတာတော့ရေဘူးရအားဖြင့်မြင်တွေ့နေရပါတယ်။ဒီလိုနေထားတွေကိုလည်း Van နေနဲ့ကြော်ဖြတ်သွားဖို့ရှိတာပါ။ဘန်ကိုရိုင်ကတော့သူ့ကိုယ်သူအနိုင်ရမယ်လို့ယုံကြည်သည့်အတိုင်းဘန်နူဂျာရဲ့ချန်ပီယံလက်စွမ်းကိုတန်စကားထဲမှာအချိန်ကြာကြာရင်ဆိုင်ဖို့ဆန္ဒရှိခဲ့ကြောင်းတော့ထုတ်ပေါ်ပြောဆိုထားပါတယ်။2026မှာလည်း UFC က ပေးပါ view events ကနေ paramount နဲ့လက်တွဲပြီးရုပ်သံခေတ်သစ်တခုကိုအစားချီနေပါတယ် UFC ရဲ့အရွေးတွေနဲ့တူ Van ရဲ့ champion ဖြစ်ထိုက်တန်ကြောင်းပြသမှုကိုလည်းတက်ခိုက်ရေးလောကက2020ကြောင်းမှာစောင့်ကြည့်နေမှာအသေးချာပါ Van နေနဲ့သူ့ရဲ့ champion ဘွဲကိုဘယ်လောက်ထိအချိန်ကြာကြာထိန်းသိမ်းသွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါပြင်နောက်ဆုံး UFC 333ရဲ့ champion လူဝဲကိုကြည့်ရင်တိုက်ခိုက်ရေးလောကမှာလေးစားမှုရဖို့ဘယ်လောက်ထိခက်ခဲလဲဆိုတာကိုလည်းမြင်တွေ့ကြရပါတယ်။ဒါကတော့လက်ရှိနောက်ဆုံးရ Van ရဲ့ update သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ 2026ကတော့ van ရဲ့မြန်မာပြည်သက်တွေနဲ့ကမ္ဘာလုံးကပြည်သက်တွေအတွက်ရင်းခုန်ဆေးလုရှားစရာတွေကိုတည်ဆောင်လာအောင်မှာဖြစ်ပါတယ်။ van နေနဲ့ချန်ပီယံကပတ်ကိုအချိန်ဘလောက်ချာချာထိန်းသိမ်းသွားနိုင်မလဲ။ comment မှာမှတ်နေကြပါအောင်ကျွန်တော်တို့နောက် video တွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။